ကိုလံဘီယာအလဲပိုင်းမှာအင်အားပြင်းငလင်းတစ်ခုလောက်ခတ်ခဲ့ပြီးမြို့အများအပြားမှာပျက်စီးများကျန်ရစ်ခဲ့။မင်္ဂလာပါပရိသတ်ကြီးရှင်ကိုလံဘီယာဗဟိုဒေတာမှာဂျွန်လ၈ရက်နေ့မနက်09:48မိနစ်ကရက်ချက်စတာစကေး6.3အင်အားရှိတဲ့ပြင်းထန်ငလင်းလောက်ခတ်ခဲ့မှုကြောင့်မြို့တော်ဘူကိုတာအပါအဝင်မြို့ကြီးများမှာအဆောက်အဦများစွာပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါမျိုးတော်ဘိုကိုတာမျိုးလည်းရှိအထက်မြင့်တိုက်ခန်းတစ်ခု တပိုင်းလုံးပြိုကျသွားခဲ့ပြီးဘေးရှိအဆောက်အဦပေါ်ကို ရိုင်းလဲပြိုကျခဲ့ကြောင်းလည်းသိရပါတယ်။လက်ရှိမှာတော့အရေးပေါ်ဝန်ဆောင်မှုများပြုလုပ်နေရတာဖြစ်ပြီးသေဆုံးသူအများအပြားဒဏ်ရာရသူလည်းအများအပြားရှိနေကြောင်းအတည်ပြုထားပြီးတချို့သောသူတွေဟာအဆောက်အဦပုံတွေအောက်မှာပိတ်မိနေကြဆဲဖြစ်ကြောင်းလည်းသိရှိရပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေရိုက်ကူးထားတဲ့ပုံတွေမှာတော့အပြက်အစီများပြိုကျပြက်စီကလာသာဆောင်များပြိုကျခြင်းငလင်းလန်းချောင်းတစ်လျှောက်လမ်းတွေမှာကွဲအပ်နေခြင်းအဆောက်အဦများပြိုကျပြက်စီခြင်းတို့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။အဆိုပါငလင်းဟာမြေပြင်အောက်10ကီလိုမီတာအကွာမှာပဲလှုပ်ခတ်ခဲ့တာဖြစ်ပြီးအခုလိုအပေါ်ယံနီးပါးလှုပ်တာကတုံခါမှုလိုင်းတွေကိုပုံမှုအားကောင်းစေပြီးခြေလက်ဒေသကအခြေခံအဆောက်အုံတွေကိုပါပျက်စီးစေခဲ့တယ်လို့လည်းသိရပါဗျ။ 6.5ပြင်အားရှိတဲ့အဆိုပါငလင်းကိုဂျာမနီရဲ့ GFZ အဖွဲ့အစည်းကအတည်ပြုခဲ့ပြီးပုံမှန်မဟုတ်ဘဲမြေအောက်အပေါ်ရန်နီးပါးလှုပ်ခတ်ခဲ့တာကဒီငလင်းရဲ့တက်ရောက်မှုမှာအဓိကအချက်တစ်ချက်ဖြစ်တယ်လို့လည်းမတ်ချက်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ 那个。